တခင်ဖျားကိုချီးမွမ်းပါတယ်လို့ဒီနေ့ကျွန်တော်တို့စားသုံးတဲ့ဒီခေါင်းစဉ်ကကျွန်တော်တို့ပုံမှန်စားနေတဲ့ခေါင်းစဉ်ပါပဲဖျားဤဝိညာဉ်တော်ကိန်းဝတ်နေထိုင်သောနေရာကျွန်တော်တို့ဒီတောင်းလျှောက်သုံးနေလောက်စားထားတဲ့အခါမှာဘယ်နှမ်းမှလဲဆိုကျွန်တော်အလုံးတည်ပြီးတာဒါပေမဲ့ဒီနေ့ညမှာနောက်ထပ်ကျွန်တော်တို့ကိုตาရွိတ်เนาะပုံမှုပြီးမှ နားလည်ဖို့ရှင်းလင်းဖို့ယံခုနမရှိမာရီပြောတယ်လို့ပေါ့နားလည်တယ်လို့လို့နဲ့ကဲရှင်းပါလို့ပြောတဲ့အခါမှာဘယ်လိုရှင်းရမှာမသိစိတ်သက်တော်ပြောတာเนาะဒါကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့လို့ပြောတာအဲကြောင့်ဖရာရဲ့ဝိညာဉ်တော်ကင်းဝတ်နေထိုင်တဲ့နေရာကဘယ်နေရာလဲဒီတရားကိုနားလည်ဖို့ယံအတွက်ဖရာရဲ့ အကျန်စီစီမံကိန်းကိုသွားကြည့်ဖို့လိုအပ်ပါဆိုတော့ဖျားနဲ့လူနဲ့ဆက်ဆံရေးထဲမှာလူကိုဖျားဖန်ဆင်းတဲ့အခါမှာပထမဦးဆုံးဘာကိုပန်ဖန်ဆင်းတယ်လဲဆိုရင် လူသားဝိညာဉ်เนาะအဲ့ဒါရေးကြည့်တယ်ကျွန်တော်အများရန်ပြောတယ်တစ်ချိန်တုန်းကကျွန်တော်ထင်ခဲ့တာကခန္ဓာစိတ်ဝိညာဉ်မဟုတ်ပါဘူးပထမဦးဆုံး ခန္ဓာမလာခင်မှာကဘာဥတ္တ26ထဲမှာတပံဖျားတခင်ကငါတို့ပုံတရံနဲ့တင်ညီတရံတီးလူကိုဖန်ဆင်းကြစို့အဲ့မှာဖျားကသူ့ရဲ့ပုံတရံလို့ပြောတဲ့အခါမှာဘာကိုပြောတာလဲဆိုရင်ဝိညာဉ်ကိုပြောတာဖြစ်ပါတယ်အဲကြောင့်နှုတ်ကပတ်တော်ထဲမှာဒီနေ့เนาะယောဟန်လေး24ထဲမှာရောက်လာတဲ့အခါမှာပြောတယ် God is a spirit အရာတခင်ဟာနံဝိညာဉ်ဖျားဖြစ်တယ်။ဒါကြောင့်လူကိုဖန်ဆင်းတဲ့အခါမှာလူသားဝိညာဉ်ပါလျက်เนาะပထမဦးဆုံးလူကိုဖန်ဆင်းတယ်။အဲ့ဒီလူသားဝိညာဉ်ကဘယ်အထဲမှာလဲ။ကျွန်တော်တစ်ချိန်လုံးကလည်းနားမလည်ပါဘူး။ကျွန်တော်ဆရာပြောတယ်။ဘာပြောလဲဆိုရင်ဖျားရဲ့ယဉ်ထဲဖျားရဲ့နှလုံးသားထဲ ဖះအแทးမှာဖះကလူကိုအရင်ဖန်ဆင်းတာနားထောင်တုံးကကတော့ကိုနားမလဲတဲ့အခါကျတော့အေးဘော်လီဒီလောက်ပဲကျတော့ဒါကျွန်တော်ကြော်ဖြစ်ခဲ့တာပြောတာအော်တဖြည်းဖြည်းနဲ့နှုတ်ကပတ်တော်ကိုဖတ်လာတဲ့အခါကျမှအမလီမှန်လိုက်လေချင်းကျွန်တော်တို့လေဒီအေးဖက်တစ်ထဲမှာဖတ်ကြည့်ဘာပြောသလဲဆိုတဲ့အခါမှာ ဤကဘာမတိမရှိမီတဲ့ငါတို့ကိုတဲ့ခရစ်တော်ထဲမှာရွေးကောက်တယ်ဟာဧပတလီနော်အဲ့ဒီထဲမှာလေကဘာတောင်မရှိရသည်ကဘာတောင်မသိရသည်ဘူးငါတို့ကိုခရစ်တော်အထဲမှာဖျားပါလို့လေရွေးကောက်တယ် ဟာအဲ့ဒါကိုကျွန်တော်မြင်တဲ့အခါကျတော့လေအော်အော်တယ်ဖရာရဲ့ကြီးမားတဲ့အကျံစီကြီးစန်းလို့ဘယ်လိုရွေးကောက်တာလဲ in spirit ဝိညာဉ်ထဲမှာအဲ့ဒါအရေးကြီးတယ်ဒါကြောင့်အဲ့ဒါကိုကျွန်တော်တဘောပောက်သွားတဲ့အခါကျအိုးခင်ဗျာကိုရောကိုချီးမွမ်းတယ်ဒါကြောင့်ဖရာတကယ်ကျွန်တော်တို့ကိုဖန်ဆင်းတဲ့အခါမှာဝိညာဉ်ကိုအရင်ဦးဆုံးဖန်ဆင်းတာ အေးအဲ့ဒီဝိညာဉ်ထဲမှာမှဖျားပါထဲ့ထားလဲဆိုတဲ့အခါမှာဖျားကဲ့သို့သောစိတ်တဘောပါလက်ဖန်ဆင်းတာအဲ့ဒါကိုကြမှာဖျားကကဘာဦးအခန်းကြီးနှစ်ရောက်လာတဲ့အခါကြမှာအဲ့ဒီဖန်ဆင်းထားတဲ့ဝိညာဉ်လူကိုနော်ညီမုံနဲ့တံတန်ပေါ်ဖြီးတဲ့အခါကျတော့ဖယားအထဲကနေပြီးမ ဖျားရဲ့ဖန်ဆင်းထားတဲ့เนาะအသက်ကိုမှုတ်ထဲလိုက်တာအဲ့ဒါ breath လို့ခေါ်တယ်မှုတ်ထဲလိုက်တဲ့အခါကျတော့အဲ့ဒီညကြီးတုံးကြီးကဘာဖြစ်လာလဲအသက်ရှင်သောတ ত্ত্ব ဖြစ်လာတယ်ဒါကြောင့်အဲ့ဒါကိုကျွန်တော်တို့မြင်ရင်လေကျွန်တော်တို့ရဲ့အသက်သားမှာအယံပဲကျွန်တော်တို့ကလေဩလက်စတတ်တော့ဒီနေ့ကျွန်တော်ကိုဖျားတခင်ဖန်ဆင်းတာဟာ ဝိညာဉ်ပုဂ္ဂိုလ်အဲ့ဒီနာဝိညာဉ်ပုဂ္ဂိုလ်ကဖန်ဆင်းရှင်နာဝိညာဉ်ဖျားနဲ့မွေလျော်ဝမ်းမြောက်ဖို့နေရာယူဖို့เนาะဒီနေ့အဲ့ဒါနေရာလိမ့်စာမပြောက်ရဘူးတဲ့လိမ့်စာမသိရင်တဲ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအိမ်သွားလဲလို့မရပါဘူးတဲ့လိမ့်စာပြောက်နေတယ်เนาะဒီနေ့ဖျားเจ้าသွားပြီးမှလိမ့်စာပြောက်နေတဲ့သူတွေများကြီး တကယ်တကယ်ဖះเจ้าသွားတာလိပ်စာပြောင်းနေတယ်ဖះဘယ်မှာကိဝတ်လို့ကိဝတ်မှမသိအမလီဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတာပေါ့ကျွန်တော်တို့ကလေ feeling နဲ့သွားကြတယ်ဒီလားဟာအရာသာနဲ့ feeling နဲ့စိတ်ခံစားချက်စိတ်ရဲ့အတိညာဉ်နဲ့အတိစိတ်နဲ့ခံစားစိတ်နဲ့စန္ဒနဲ့ပဲဖျားကိုသွားခြင်းကြတယ်မပါရဘူးကျွန်တော်မပြောပါဘူး ဒါပေမဲ့ဖယားတခင်ကိန်းဝတ်တဲ့နေရာဖယားတခင်လျာထားတဲ့နေရာကကျွန်တော်တို့ရဲ့ဝိညာဉ်ဖြစ်တယ်တဲ့ခုနပြောထားပြီးပါပြီနှစ်တိ42ထဲမှာတခင်ဖယားဒီတင်တို့ရဲ့ဝိညာဉ်နဲ့အတူရှိပါစေတော့အာမင်တခြားဒီနေ့ကျွန်တော်တို့ဖယားထံလာတဲ့အခါမှာဖယားကြောင်းပဲပြောပြော အခုကျွန်တော်တို့စီဝေခြင်းပဲပြောပြော မိတ္တဟာယပဲပျော်ပျော်ဘယ်နေရာမှာပဲဖြစ်ဖြစ်ပါကျွန်တော်တို့တခင်ဖျားထန်လာတဲ့အခါမှာလိပ်စာမပြောက်ရဒါကြောင့် in spirit ဝိညာဉ်ထဲကနေဖျားကိုကျွန်တော်တို့ဘာလုပ်ရလဲမွေးလျော်ရတယ်ဝိညာဉ်ကနေဖျားနဲ့ကျွန်တော်တို့ဆက်တွယ်ရတယ်အဲ့ဒီဝိညာဉ်ထဲမှာပဲဖျားကကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဂိမ်းဝတ်တာဖြစ်တယ်အာမင် ။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်မှာလူလေးအယမ်းနဲ့နေတယ်နော်။အယမ်းနဲ့နေတယ်။ဒါကြောင့်ဖယားတာကျွန်တော်တို့ကိုအလင်းမပေးကြည့်။နားကိုမလဲ။သိပ္ပံပညာရှင်တွေနားမလဲပါဘူး။နားမလဲပါဘူး။လွန်ရောကျွန်ရောကျွန်တော်တို့ရဲ့မြင်ရတဲ့ရုပ်ကိုခန္ဓာနဲ့လွန်ရောကျွန်ရောစိတ်လောက်ပဲဟိုဝိညာဉ်ဆိုရင်ဝေလာဝေနားမလဲ ဝိညာဉ်ကိုနားလည်ဖို့ရန်အတွက်ဖန်ဆင်းရှင်နံဝိညာဉ်ကိုနားလည်မှပဲနံဝိညာဉ်ဖျားကိုနားလည်မှပဲကိုဘဒူလေဆိုတာကိုသိလာရအာမင်တချို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဖျားရဲ့ရည်ရွယ်ချက်လေးအရန်ကောင်းတယ်နော်ဒီနေ့ကျွန်တော်တို့ကိုဖျားကသူ့ရဲ့ရည်ရွယ်ချက်နဲ့ဖန်ဆင်းလိုက်ပြီဖြစ်တော့ကြောင့်အဲ့ဒီဖျားရဲ့ရည်ရွယ်ချက်ထဲမှာ ဖျားပါလို့ဖို့အတွက်လေလို့ပြောတဲ့အခါမှာလေဒီနေ့နောက်တစ်ခုအဲ့ဒါကိုအများမွေးတော်ဝမ်းမြောက်ရကျွန်တော်တို့ကိုဝိညာဉ်ပါလျက်ဖန်ဆင်းလိုက်တာဝိညာဉ်တော့အဓိကအဲ့ဒါဖြစ်တယ်ဒါကြောင့်မို့တက်ကော6စက္ခွန်ရောက်လာတဲ့အခါမှာဖျားကိုတော်တိုင်ကကျွန်တော်တို့ရဲ့အတ္တအแทးထဲမှာဝိညာဉ်တော် ဖယားကကျွန်တော်တို့ဝိညာဉ်ထဲမှာရောက်လာဖို့ရန်အတွက်ဖယားကိုတော်တိုင်ကဘာလုပ်ရလဲဆိုရင်ကျွန်တော်တို့လူနဲ့ပေါင်းသင်းနိုင်ဖို့ရန်အတွက်သူဟာအစင်စင်ကိုဖြတ်ကျော်ကပြင်းမြောက်ပြေဆုံးရဒီစကလုံးအရင်ရေးကြည့်တယ်။ဘာကြောင့်မို့တခင်ဖျားကအစစ်စင်ကိုဖြတ်ကျော်ပြီးမ ပြီးမြောက်ပြည့်စုံရတယ်မေးကွန်းမေးစရာရှိအမှန်ကတော့ကဘာဦးတစ်ထဲမှာဖရာရဲ့ရည်ွယ်ချက်ထဲမှာကလူကိုဖန်ဆင်းပြီးတဲ့အခါမှာဖန်ဆင်းခံတဲ့လူရဲ့ဝိညာဉ်ထဲမှာဝင်ရောက်နေရာယူဖို့အတွက်ဒါကြောင့်လူကိုဖန်ဆင်းတဲ့အခါဖရာပါပြောလေတန့်ရှင်းအောင်ဖန်ဆင်းတယ်ဖြူစင်းအောင်ဖန်ဆင်းတယ်ဖြောင်းမအောင်ဖန်ဆင်းတယ်ဖရာက သူစုံလင်တယ်လို့လူကိုစုံလင်ခြင်းထဲမှာဖန်ဆင်းတယ်။ဒါကြောင့်မို့ဖခင်ကလူကိုလေစုံလင်ခြင်းထဲမှာဖန်ဆင်းရုံမကဘူး။ဖခင်ကိုရတော်တိုင်ကလူကိုမိတ်ဆက်တဲ့အခါမှာပထမဦးဆုံးမိတ်ဆက်တဲ့အပင်ကအသက်ပင်လို့ခေါ်။အဲ့ဒီအသက်ပင်ကဘာလို့လဲ။ခရစ်တော်ကိုရတော်တိုင်ဖြစ်တယ်။ခရစ်တော်ကိုရတော်တိုင်ဖြစ်တယ်။အာမင်။အဲ့ဒီကဘာဦးတော်ကနော် အပြစ်ထဲမှာကြဆင်းခင်တော့ကအတက်ပင်ရဲ့အသီးကို ယူစားဖို့အတွက်ပဲဒါဆိုရင်လူအထဲမှာဖျားနဲ့ပြေသွားပြီလူအထဲမှာဖျားရောက်လာတဲ့အခါမှာဒါဖျားရဲ့ရည်ရွယ်ချက်ဒါပေမဲ့အဲ့ဒီဖျားရဲ့ရည်ရွယ်ချက်ကိုနောက်ဆက်တဲ့စတ္တမနဲ့ကြောင့်လူကမနက်ကိုနေရာပေးတဲ့အခါမှာလူဟာမနက်အောက်ရောက်သွားတယ်မနက်နဲ့ပူပေါင်းရတာဖြစ်သွား ဒါကြောင့်ဖယားကဘာအရင်ဦးဆုံးရယူရတယ်လဲဆိုရင်မနှက်ရဲ့မနှက်ရဲ့เนาะသူ့ရဲ့အစိတ်တကူထိုးတွင်းချင်းခရရတဲ့လူသားအแทမှာအဲ့ဒါကိုအရင်ဦးဆုံးမလုပ်ရလဲဆိုတဲ့ခါမှာရှင်းထုတ်ရတာအရင်ဦးဆုံးရွေးနုတ်ကဲ့တင်ပေးရတာဒါကြောင့်ခုနပြောတဲ့အစစ်စင်ဖြတ်ကျော်ကပြင်းမြောက်ပြေဆုံးစေတဲ့ သခင်ဖခင်ကကျွန်တော်တို့အထဲမှာရောက်လာဖို့ရန်အတွက်ဒီတိုင်းဝင်လာလို့မရဘူးအပြစ်ရှိတဲ့လူသားထဲမှာဒဲ့ဝင်လို့မရဘူးလူကကြွဖို့ပဲရှိရလစ်ဖို့ပဲရှိဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်မှာဝင်ရောက်လာဖို့ရန်အတွက်သူကိုယ်တိုင်ဖခင်ဖြစ်ခြင်းကိုစွန့်ပြီးမှနော်နှုတ်ကပတ်တော်ထဲမှာပါပြောလဲဆို empty himself မိမိ အတီကိုစွန့်တယ်တဲ့နော်အတီကိုစွန့်တယ်အတီလို့ပြောတဲ့အခါမှာအိုအင်္ဂလိပ်လိုလေ amplify version မှာဖတ်ရင်ပိုပြီးမှကောင်းတယ်ဖရားရဲ့ဖုံတကိုအစွမ်းနေအားလုံးခြံခဲ့တာခြံခဲ့တာနော်ခြံခဲ့တာဘယ်မှလဲကောင်းကင်ဘုံမှာခြံခဲ့တာခြံပြီးမှပလိန်ဘလာအနေနဲ့ကြွလာတာအဲ့ဒါတီးဖို့လိုအပ်တယ် ဘလာအနေနဲ့လူသားတယောက်အနေနဲ့ကြွလာပြီးမှတခင်ယေရှုရဲ့အတ္တတာအထဲထဲမှာဘသူပါလာသလဲဆိုရင်တားတော်ခရစ်တော်ပါလာတာဖြစ်တယ်ခရစ်တော်နဲ့အတူဘသူပါလာလဲခမီးတော်လည်းပါလာနောက်ထပ်ဘသူလည်းပါလာလဲသင်ရှင်တော်ဝိညာဉ်တော်လည်းပါလာတာဒါကြောင့်လူသားတယောက်လို့တခင်ယေရှုအတ္တရှင်ခြင်းကိုကျွန်တော်တို့ သိဖို့လဲလိုအပ်တယ်မြင်ဖို့လဲလိုအပ်တယ်တခင်ဖရားရဲ့အတ္တတန်းမှာအဖကမိတော့ဘယ်မှာနေရာယူလဲဆိုဝိညာဉ်ထဲမှာ in spirit ထဲမှာပဲနည်းနည်းတော့ဒီစကလုံးဒါကြောင့်တခင်ဖရားကကျွန်တော်တို့အတွက် အချိန်တန်တဲ့အခါမှာ33နှစ်ခွဲရောက်တဲ့အခါမှာကျွန်တော်တို့အတွက် ရွေးနှုတ်ကတင်ခြင်းကားတဲ့ပေါ်မှာပေးဆက်တယ်သူအသက် ပေးတယ်အသွေးသွန်းတယ်ကျွန်တော်တို့ပေးရမယ့်ဖိုခအားလုံးကိုသူပြီးခဲ့ဒါကြောင့်မို့ကားတိုင်းပေါ်မှာက pay in full ဘာအတွက်လဲမနက်ကြောင့်မို့ခံရတဲ့အနှုတ်လက္ခဏာအားလုံးเนาะအနှုတ်လက္ခဏာလို့ပြောအကုန်ပါတယ်ကျွန်တော်ပြောနေရဆိုအကုန်ပြအကုန်ပါတယ်အနှုတ်လက္ခဏာအားလုံးအားလုံးကိုပေးတာ ချိန်ချင်းအမင်္ဂလာလာပါတယ်ဗျာအာပြောမလဲအကုန်ပါတယ်အနုလက္ခဏာအာလုံးပြီးပြီးတဲ့အခါကျတော့သုံးရမြောက်တော့နေမှာတေချင်းမြစ်စုမန်ကနေရှင်ပြန်ထားမြောက်တဲ့အခါမှာအမြင့်ဆုံးနေရာမှာချီးမြောက်ခြင်းခံရတယ်အဖခမီးတော်ရဲ့လက်ရတော်ပဲချီးမြောက်ခြင်းခံရရုံမကောက်အခုအဖခမီးတော်ကတားတော်ကိုအခုတားတော်လို့ပြောတဲ့အခါမှာအခုဒီတားတော်ကလေ သုံးပါးတပါးဖြစ်ရအရာခတ်သိမ်းပါဝင်တော့ဖျားဖြစ်လာအဲ့ဒီအရာခတ်သိမ်းပါဝင်တော့ဖျားကပါလေတန်ရှင်တော်ဝိညာဉ်တော်အဲ့ဒီဝိညာဉ်တော်ဖျားကအသက်ပြီးတော့ဝိညာဉ်တော်လို့ပြောလို့ရအခုကျွန်တော်တို့ရဲ့အသက်တာဝိညာဉ်ထဲမှာယုံကြည်တဲ့သာသမီတွေရဲ့ဝိညာဉ်ထဲမှာဝင်ရောက်နေရယူတာဒါကြောင့်တက်ကော6စက္ကွန်ရောက်လာတဲ့အခါမှာ ျွန်တော်နောက်ကနေလိုက်ဝန်ခံပေးစေခြင်းနဲ့သခင်ဖျား၌ပေါင်းစည်ဆက်နွယ်တော်သူသည်ထိုတခင်နဲ့သဝိညာဉ်ဒီဖြစ်တယ်အာမင်နော်ကျွန်တော်တို့မိုက်ပိတ်ထားပေးမယ်လေကျွန်တော်တို့ဝန်ခံပေးပါမိမိကြားဖို့အတွက်ဖြစ်သခင်ဖျား၌ပေါင်းစည်ဆက်နွယ်တော်သူနော်အရေးအကြီးပါတယ် ယုဒတမကတခင်ပြား၌မိဝဲတော်သူနော်ဘာကြောင့်မို့လဲဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့နဝိညာဉ်ဖျားကကွဲ့တိကွဲ့တိကျွန်တော်ပြောပြမယ်ဖျားရဲ့ဖန်ဆင်းခြင်းထဲမှာလူကိုဖန်ဆင်းတဲ့လူရဲ့ဝိညာဉ်ကလေကောင်းကင်တမန်တွေကိုဖန်ဆင်းတဲ့ဝိညာဉ်နဲ့လည်းမတူဘူးသပြောလိုက် မတူးမတူးမတူးလူကိုဖန်ဆင်းတဲ့ဝိညာဉ်ကငါတို့ရဲ့ပုံတံနဲ့တညီတရံတီလူကိုဖန်ဆင်းကြဆိုတယ်ရည်ရွယ်ချက်ကလေးကဖျားကို၌ဝင်ရောက်နေရာယူဖို့ရန်အတွက်သူ့ရဲ့တံတော်သူ့ရဲ့ပုံတံနဲ့တညီတရံတီဖျားဝင်ရောက်နေရာယူဖို့ရန်အတွက်လူကို ဝိညာဉ်ပါလက်ဖန်ဆင်းလိုက်တာဖြစ်တယ်အဲ့ဒါဖန်ဆင်းခံလူရဲ့အတက်တချို့ကျွန်တော်တို့ကအခုတက်ကော၁၆ခုရောက်လာတဲ့အခါမှာသခင်ဖရာရဲ့ရွေးနှုတ်ကတင်ခြင်းကြောင့်ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုရင်သခင်ဖရာကိုကိုယ့်ရဲ့အသက်သခင်ဖြစ်နေသခင်ယေရှုကိုတော်ဒီကျွန်တော်ရဲ့ကတင်ရှင်ဖြစ်ပါတယ်လို့ယုံကြည်လက်ခံတဲ့အခါကျတော့တဝိညာဉ်တည်းဖြစ်သွားတယ်အဲ့ဒါ နဲ့နေခြင်းလို့ခေါ်တယ်။နဲ့နေခြင်းလို့ခေါ်တယ်။အဲ့ဒီအခါကျတော့တန်ရှင်တော်ဝိညာဉ်တော်လားဆိုရင်လည်းဟုတ်တယ်။လူရဲ့ဝိညာဉ်လားဆိုရင်လည်းဟုတ်တယ်။ဒါကြောင့်မို့နှုတ်ကပတ်တော်ထဲမှာဒီမှာကြည့်။เนาะကျွန်ုပ်တို့ဒီတဲ့တခင်ဖျားနဲ့တဝိညာဉ်ဒီရှိနေခြင်းဖြစ်တယ်။အဲ့ဒါရန်ရေးကြည့်ပါတယ်။ ဒီနေ့အဲ့ဒါကိုတီးဖို့ကျွန်တော်တို့လိုအပ်တယ်နော်ဒီနေ့တခင်ပြားထန်လာတာလိမ့်စာမမားရဘူးနော်ဘယ်ကနေကျွန်တော်တို့တခင်ပြားကိုဝတ်ပြုနေတယ်တခင်ပြားနဲ့ဘယ်ကနေဆက်တွယ်နေတယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့အရန်ရည်ကြီးတယ်ဒါကြောင့်တဝိညာဉ်တီးဟု ဆိုရတွင်တဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ယောနောပေါင်းစည်းသွားကြောင်းကိုရှင်းလင်းစွာဖော်ပြထားခြင်းဖြစ်တယ်အဲ့ဒါနဲ့နေခြင်းပဲ ုရားရဲ့ဝိညာဉ်နဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကယောနောပေါင်းစည်းသွားတာဒီတော်တွင်ကျွန်တော်တို့စားတဲ့နှုတ်ကပတ်တော်ထဲမှာဗာပြောတယ်လေဆိုရင်เนาะကျွန်တော်တစ်ချက်လေးဖတ်ခြင်းတယ်เนาะကိုတော်နဲ့ကျွန်ုပ်ပေါင်းစည်တယ်เนาะတစ်ချိန်လုံးကကျွန်တော်တို့ကြားတယ်လေ I in Christ Christ in me အဲနားမလဲဘူးကြောင်60ဖြစ်တယ်အရင်တော့ကစေเนาะဘာပြောမှမသိသူများတွေပြောတာကိုပဲလိုက်ပြောနေရတယ် အနှစ်သာရမခံစားရဟာအခုတိလာတဲ့အခါကျတော့အမလီပျော်သလားမမီးနဲ့ယေရှုခရစ်တော်ရဲ့ရွေးနှုတ်ကယ်တင်ခြင်းအဖြစ်ဖခါကကျွန်တော်တို့အားလုံးကိုခရစ်တော်ထဲမှာထည့်လိုက်တာ I in Christ တချိန်တည်းမှာခရစ်တော်ကလည်းကျွန်တော်အထဲမှာရောက်လာတာ Christ in me ဒါကြောင့်ခုနပြောတဲ့ဥစ္စာ ိုတော်နဲ့ကျွန်ုပ်ပေါင်းစည်းအာမင်နှုတ်ဦးဖြစ်တော်လဲတူဒီတဲ့အာမင်အောင်စရာကောင်းတယ်နော်နှုတ်ဦးဖြစ်တော်လဲတူဒီအကြောင်းခုနပြောတယ်တခင်ယေရှုရဲ့လူသားအသက်ရှင်ခြင်းလေလူတွေနားကိုမလဲတာလူလားလို့ပြောတော့လဲ ထဲကနေခမီးတော်စကားပြောပြန်ရောဟဲ့ဖရာသားလားလို့ပြောတော့လေလူနားကိုမလဲတခင်ယေရှုရဲ့တက်တာဘာကြောင့်မို့လဲပေါင်းစည်းနေတာအတွင်းထဲမှာလူသားဝိညာဉ်နဲ့ဖရာရဲ့ဝိညာဉ်ရဲ့ပေါင်းစည်းခြင်းနဲ့အလုတ်လုတ်တယ်အခုကျွန်တော်တို့ကိုယေရှုရဲ့အတ္တတာကဲ့သို့ကျွန်တော်တို့ကိုလုတ်ပေးနေတဲ့အချိန်ကာလဖြစ်တယ်အာမင် ဒါကြောင့်ကျွန်တော်တို့ကလေကျွန်တော်တို့ကကျွန်တော်တို့ကိုဖခင်ကခရစ်တော်ထဲမှာထည့်ရုံမကောက်အခုကျွန်တော်အထဲမှာလေခရစ်တော်ကဝင်ရောက်နေရာယူတာအဲ့ဒါနှစ်နေခြင်းလို့ခေါ်တယ်ပေါင်းစည်းခြင်းဖြစ်တာထိုကဲတို့ယောနောပေါင်းစည်းသွားတော့နည်းနည်းထပ်ဖတ်မယ်နော်အဲတတိဖြိုအဲ့ဒီအကြောင်းကိုခဏနေမှလာတော့ ထိုကဲ့သို့ယောနောပေါင်းစည်းသွားတော်ဝိညာဉ်ကြောင့်တန်ရှင်တော်ဝိညာဉ်တော်လောသို့မဟုတ်လူ၏ဝိညာဉ်လောဟုခွဲခြားပြောဆိုနိုင်ရန်လူတိုင်းအတွက်အခက်အခဲကြုံရတယ်မှန်တာပေါ့အခုကျွန်တော်တို့ကဘာဖြစ်သွားလဲယောနောပေါင်းစည်းသွားတာဒါကြောင့်နှစ်ခုရှိတော့အရာမှာတစ်ခုတည်းဖြစ်ယောနောပေါင်းစည်းသွားခြင်းဖြစ်တယ်အဲ့ဒါပါလေနည်းနည်းချင်း mystery ဖြစ်တယ်ဒီနေ့ဖယားရဲ့ဝိညာဉ်နဲ့ကျွန်တော်တို့ ဝိညာဉ်ကပေါင်းစီယောတော့သွားတယ်အဲ့ဒါကိုပိုနားလေတဘောပေါက်ဖို့ရန်အတွက်တတိဖြော်ရည်နဲ့ကျွန်တော်တို့ကိုတဘောနားလေစီနော်နက်နက်တီးနဲ့စပစ်တီးနဲ့ရောကြိတ်လိုက်တဲ့အခါကျတော့ထွက်လာတဲ့အရေးကပါလေနက်နက်ရည်လို့ပြောလို့မရဘူးဘာကြောင့်မို့လဲစပစ်တီးပါထည့်ထားတာကျွန်တော်အိမ်မှာဆိုရင်ဒီ slow juicer ထဲမှာလीနက်နက်တီးနဲ့ပန်းတီးကိုကျွန်တော်တို့အမြဲတမ်း တောက်ကျင်တဲ့အခါမှာကြိတ်လိုက်တဲ့အခါထွက်လာအာအရသာရှိလိုက်တာနှစ်နှစ်တီးလဲမွေးလို့ပန်းတီးနှက်လဲမွေးလို့ဟာတောက်လိုက်တော့အာရှိသလားမမင်းနဲ့ပန်းတီးပန်းတီးဖြော်ရည်လို့ပြောပြန်တော့လဲမဟုတ်ပြန်ဗါလဲနှစ်နှစ်တီးပါနှစ်နှစ်တီးရည်လို့ပြောရင်လဲမဟုတ်ပြန်ပန်းတီးပါဗါလဲအဲ့ဒါယောနောပေါင်းစည်းသွားတာဒါကြောင့်ဒီထဲမှာ ED မှာတဲ့เนาะသူပြောတဲ့ဥစား ျော်ရည်ကနှမျိုးနဲ့ပေါင်းလိုက်တဲ့အခါကျတော့အဲ့ဒီနှမျိုးအရသာရှိသွားတာပါဒါကြောင့်ဒီထဲမှာဓမ္မတိကျမ်း၌ဝိညာဉ်တစ်ခုဖြစ်တော်တန်ရှင်တော်ဝိညာဉ်တော်ဒီကျွန်တော်တို့ဝိညာဉ်နဲ့အတူအတူတကွာယောနောပေါင်းစည်းခြင်းဖြစ်တဝိညာဉ်တည်းဖြစ်သွားခြင်းကိုမြင်တွေ့ရဒီမှာအလွန်ပင်အာဩဖွဲ့ရဖြစ်သည်အာမင်သခင်ယေရှုကိုရောကိုချီးမွမ်းပါလေဒီနေ့ ိုတော့နီပျော်ပွဲဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာကိုတော့ရွေးနှုတ်ကတင်ပေးတယ်ကိုတော့ဝေရောက်နေရယူပြီးတော့ကြောက်ဂျေစုတင်တယ်သခင်ယေရှုအချိန်တိုင်းကိုတော့ကိုလိုအပ်ပါ၏အာမင်